တရတင်ဆိုရဲ့အတိတ်ကအရှိန်မဲကိုအသုံးချပြီးနာမည်ကြီးဖို့စ조사နေရဲ့တားဖြစ်သူစစ်နိုင်တရာဦးတော်လိုင်းမင်းသားကြီးတရတင်ဆိုရဲ့တားငယ်ဖြစ်သူစစ်နိုင်တရာဦးကကဘာကျော်မင်းသားဖြစ်ဖို့စ조사နေရဖြစ်ပါတယ်။သူရုပ်သူရည်သူနေထိုင်တဲ့ဘလို့မှမင်းသားမဖြစ်နိုင်ပေမဲ့လေမရရအောင်စ조사ပြီးအားလုံးရှိမှခုံယူစွာရည်တည်ပြမယ်လို့ကြီးကြီးကျယ်ကျယ်ပြောနေရဖြစ်ပါတယ်။ ဒါပေမဲ့သူ့ကိုဘသူကမှမင်းသားတင်မရိုက်ချင်တာကြောင့်တချိန်ကဖခင်ဖြစ်သူတိဟတေဆိုရဲ့အရေးမဲကြီးကိုအတောင်ချပြီးရုပ်ရှင်စကားကြီးဖန်တီးရိုက်ကူသွားတော့မှဖြစ်ပါတယ်။မင်းသားကြီးတိဟတင်ဆိုကသူ့ရဲ့အိမ်ကိုအမျိုးသမီးကိုမတော်မတရားကြင်ကြံခဲ့ပါဆိုပြီးဝေဖန်မှုတွေပေါ်ခဲ့တာပါ။တရားစွဲဆိုခရိုင်အထီတော်ဖြစ်ခဲ့ပြီးတတော်လေးကိုနမယ်ပြက်တွေရရှိခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာမှအိမ်ကိုအမျိုးသမီးမက်ခင်မမကြီးရဲ့လှုပ်ချမှုတွေပေါ်ပေါက်ခဲ့ပြီးတော့အဲ့ဒီအမျိုးသမီးလည်းကြေအောင်ခဲ့ရပါတယ်။ ီကိစ္စတွေကဖခင်ဖြစ်သူမကွယ်လွန်ခင်က ကိစ္စတွေဆိုပေမဲ့စစ်နိုင်တီဟာဦးကတော့အတိတ်ကအရေးမဲကိုအစပြန်ဖော်ပြီးရုပ်ရှင်စကားကြီးရိုက်ကူးပြီးခြားပြတော့မယ့်အကြောင်းအသိပေးလာခဲ့တာပါအဲ့ဒီအင်ကူအမျိုးသမီးကြီးရဲ့ပုံရိပ်တွေနဲ့ပတ်သက်ပြီးလဲချိုးနိုင်တဲ့စကားတွေပြောဆိုသွားခဲ့ပါကွယ်လွန်သူဖခင်ကြီးကိုတော့အငြိမ်မနေရအောင်အတိတ်ကအကြောင်းတွေပြန်တူးဆွပြီးနာမည်ကြီးဖို့လုပ်နေတဲ့တိဟတင်ဆိုရဲသားအပေါ်မှာထင်မြင်ကြလေးတွေရှိပြောပြသွားခဲ့ကြပါအောင်ရှင်။